ခိုင်းတိုင်းမော်လိုက်မြို့နယ်တွင်ဩဂတ်စ်နှင့်စက်တင်ဘာလတွင်ဆောင်ရွက်ခဲ့သည့်တိုင်းနှက်စစ်စင်ရေးအတွင်းအကြမ်းဖက်စစ်တပ်စခန်း6ခုကိုတော်လှန်ရေးတပ်ဖွဲ့များကသိမ်းပိုက်ရရှိခဲ့ကြောင်းမော်လိုက်တော်လှန်ရေးအင်အားစုမှတာဝန်ရှိသူတဦးကပြောပါရယ်သိမ်းပိုက်ရရှိခဲ့တဲ့စခန်းများမှာ ထော်တာရွာပြူစောတိစခန်း၊အော်စည်းကုံရွာစခန်း၊ညောင်ဝန်းရွာပြူစောတိဂိတ်စခန်း၊နောင်ပိန်းရွာစခန်းကုန်း၊နားပင်ရွာစခန်းကုန်းနဲ့တောင်အင်းရွာစစ်တပ်စခန်းတို့ဖြစ်ပါရယ် တောင်ရဲစခန်းမှာစစ်တပ်ကဆုတ်ခွာထွက်ပြေးခဲ့ပြီးကြံငါးကိုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စခန်းတွေကိုသိမ်းပိုက်ရမှာစစ်သုံးပန်းနဲ့လက်နက်ခဲယမ်းတွေအများကြီးသိမ်းဆီရမိပါတယ်။တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်းထိခိုက်ကြဆုံးမှုအနှဲငယ်ရှိခဲ့တယ်။လက်ရှိမှာတိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့မရှိပေမဲ့စစ်ရေးအခြေအနေအရတင်းမာနေသေးပါလို့တာဝန်ရှိသူတို့ကဆိုပါတယ်။ဒီစစ်စင်ရေးကို မော်လိုက်တော်လှန်ရေးအားစုများဖြစ်သည့်ခရိုင်တိုင်ရင်တက် 2234ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလဖတို့ကပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ဒါအပြင်စစ်ကောင်စီတပ်မှ အတင်းကျပ်စစ်မှုထမ်းစေခိုင်းခံရသူ၄ဦးသည်လက်နက်ခဲယမ်းများနဲ့အတူတော်လှန်ရေးတပ်ဖွဲ့ထံအလင်းဝင်ရောက်လာခဲ့ပြီး၎င်းတို့အားဂုံပြုစုဝင်များချိန်မြင့်ခဲ့ကြောင်းသိရပါတယ်။စစ်စင်ရေးအတွင်းထိခိုက်မှုနဲ့တိုင်းစီရမိခဲ့တဲ့ဒေသိတ်ချက်လက်များကိုစစ်တေသားမှ ထုတ်ပြန်ပေးမိဖြစ်ကြောင်း တာဝန်ရှိသူတို့ကပြောကြားပါတယ်ရှင်